ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူတိုက်ပွဲတွင် AA ကိုအမေရိကန်တပ်ကစစ်ကူပေးနေပြီဟုစစ်ကောင်ဆောင်များပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အနီးစစ်ပွဲများဖြစ်ပွားမှုသည်အမြင့်မားဆုံးအဆင့်သို့ရောက်ရှိလာကြောင်းသတင်းများပြန့်နှံ့လာသည်။အရေးပါသည့်အချက်တစ်ခုအနေနဲ့ထိုတိုက်ပွဲတွင်အမေရိကန်တပ်ဖွဲ့များက AA American Army AA ကိုစစ်စင်ရေးအထောက်ပံ့ပေးနေကြောင်းမိမိတို့အဖွဲ့ဝင်များထံမှအချက်လက်ရရှိခဲ့ကြောင်းစစ်ကောင်းဆောင်ကပြောကြားခဲ့ပါတယ်။အဆိုပါစစ်ကောင်းဆောင်အဆိုအရကြောက်ဖြူမျိုးအနည်းရှိတော်ရန်ဒေတာများတွင် AA တပ်ဖွဲ့များကမကြသေးမီကတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေရာတွင် American နည်းပညာအထောက်ပံ့များ drone များဗဟိုချိတ်ဆက်စနစ်များလေကြောင်းစစ်စင်ရေးအတွက်ဒေတာရယူပစ္စည်းများတို့ကိုအသုံးပြုနေကြသည်ဟုဆိုသည်ထို့ပြင်အမေရိကန်တပ်မှဗဟိုအဖွဲ့တစ်ဖွဲ့ကဘင်္ဂလားဒေ့ရှ်နေဆက်အနီးမှာ ဖင်္ဂလားဒေ့ရှ်နေဆက်အနီးမှနေထောက်လန်းရေလုတ်ဆောင်နေကြောင်းလည်းသတင်းရရှိနေသည်ဆေအိုစုဘက်မှတမတော်အရာရှိတအုပ်ကချောက်ဖြူတိုက်ပွဲဟာနေဆက်တိုက်ပွဲသာမက အပြည်ပြည်ဆိုင်ရာစစ်အဖြစ်ပြောင်းသွားပြီးအမေရိကန်တပ်ဖွဲ့တွေကနှီးပညာအထောက်ပံ့နေစစ်ဗျူဟာဆွေးနွေးမှုတွေလည်းပေးနေတယ်ဟုပြောကြားခဲ့ပါတယ်တချမ်းမှာ AA spokesman များကတော့ထိုးចောင်းရကိုတိုက်ရိုက်ထောက်ခံမပြုပေအနောက်နိုင်ငံများနှင့်စစ်နီးပညာအလှည့်အပြောင်းပြုလုပ်နေကြသည် ်သို့သောကျွန်ုပ်တို့၏တိုက်ပွဲများသည်ပြည်သူအခွင့်အရေးအတွက်သာဖြစ်သည်ဟုဆိုကြသည်ကြောက်ဖြူတိုက်ပွဲသည်2025ခုနှစ်မှစတင်ပြီးနောက်ပိုင်းအကြမ်းဆုံးဖြစ်နေသောရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတစ်ခုဖြစ်လာပြီးယခုအချိန်တွင်လည်းမျိုးတမျိုးလုံးမှလေတပ်နှင့်လက်နက်ကြီးများအုံပြု၍ပြင်းထန်စွာတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည်တရင်အရာလေတက်ကလေရင်ခဲရများနှင့်လေချောင်းပုံကျဲမှုများပြုလုပ်နေပြီးမျိုးတွင်ရှိပြည်သူအများပြားသည့်ထွက်ပြေးနေရကြောင်းသိရသည် အေအေဘက်မှလည်းလက်နက်အကြီးအစားများဖြင့်တုံ့ပြန်တိုက်ခိုက်နေကြပြီးစေအုစုဘက်မှအထိခိုက်အကြဆုံးများနေကြောင်းသိရပါတယ်။နောက်ဆုံးအနေနဲ့စေအုစုဘက်မှစီရေးဖြူဟာတစ်ခုအနေနဲ့ကြောက်ဖြူအနီးတွင်အမေရိကန်နယ်ချဲ့မှုအဖြစ်သတ်မှတ်ပြီးလေကြောင်းသတိပေးခြင်းများပြုလုပ်နေသည်ဟုလည်းသိရပါတယ်။ကြောက်ဖြူတိုက်ပွဲဟာရခိုင်တိုင်းပြည်အတွင်းစစ်ရေးအခြေအနေကိုပြောင်းလဲပေးနိုင်ပြီးအရေးကြီးဆုံးစစ်ပွဲဖြစ်ပွားမှုတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ် ဝါယဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများဆုတ်ခွာသွားပြီးစစ်တပ်ကထောင်ထားသောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်ဝါယဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများဆုတ်ခွာသွားပြီးအကြမ်းဖက်စစ်တပ်ကထောင်ထားခဲ့သောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့ကြောင်းရေဘလူတပ်ဖွဲ့၏တည်ရင်မှုကတရင်ဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ20ရက်နေ့တွင်ရေဘလူတပ်ဖွဲ့မှရဲဘော်များကဝါယဟိုင်းကျေးရွာအတွင်ရှိအကြံဖက်စစ်သားများထောင်ထားခဲ့တဲ့မိုင်းများကိုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်သားများသည်ဝါယဟိုင်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်ကပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုရေဘလူအဖွဲ့ကလိုက်လံပိတ်ဆို့ထားမှုကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့ဆက်မတိုးနိုင်ပေဝါယဟိုင်းကျေးရွာအတွင်မှပြန်လည်ဆုတ်ခွာသွားသောကြောင့်ရေဘလူအဖွဲ့ကဝင်ရောက်ရှင်းလင်းမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ဝါရဟိုင်းကြီးရွာတဲကိုစစ်ကြောင်းထိုးပြီးရွာသား30ကျော်ဖမ်းသွားတယ်။ကျွန်တော်တို့စစ်ကြောင်းလိုက်ပိတ်တော့ပြန်ပြေးဆင်းသွားတယ်။ကြီးရွာတဲသူတို့တွေထောင်ထားတဲ့မိုင်းတွေလိုက်လံဖျက်ဆီးခဲ့တဲ့နေရာတွေဖွံ့ဖြိုးတိုးတက်ဖို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ဒီကြီးရွာတွေတဲကိုဒီနေ့ဝင်ရောက်ရှင်းလင်းခဲ့တဲ့ဟူရေးဘလူးတပ်ဖွဲ့ဤတယင်းမှုကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ဖျက်ဆီးခဲ့မှုကြောင့်ဝါရဟိုင်းကြီးရွာစာတင်ကြောင်ဖျက်ဆီးခဲ့ပြီးကြီးရွာအတွင်ရန်တမ်းပစ်ခတ်မှုကြောင့်ဖျက်ဆီးသည့်နေရာများရှိနေကြောင်းအကြံဖတ်စစ်သားများဤဖမ်းဆီးခံခဲ့ရသည့်ပြည်သူများမှလည်း ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းရေဘလူးတပ်ဖွဲ့ထံမှသိရပါဗယ်ဆက်လက်ပြီးမြောင်မျိုးနယ်ကြောက်ရရဲ့စခန်းမှစစ်သားများကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုပြည်သူတုံးဦးထိခိုက်ဒဏ်ရာရရှိပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းမြောင်မျိုးနယ်ကြောက်ရရဲ့စခန်းမှစစ်သားများကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကတဲ့င်းဌာနကိုပြောကြားပါတယ် ရှနေ့အောက်တိုဘာလ20ရက်နေ့နံနက်ပိုင်းတွင်မြောင်မြို့နယ်ကြောက်ရည်ရဲစခန်းအတွင်းရှိအချမ်းဖက်စစ်တပ်ကလက်နက်ကြီးလေးလုံးဖြစ်ခတ်ခဲ့ရာခင်းရွာအတွင်သို့ကြားရောက်ပေါက်ကွဲပြီးအရက်သားပြည်သူအသက်30အရွယ်အမျိုးသား2ဦးနဲ့အသက်25နှစ်အရွယ်အမျိုးသား2ဦးစုစုပေါင်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့သောဖြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်လက်ရှိချိန်တွင်ခြေရွာနေပြည်သူများသည်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်တပ်ဖြစ်ခတ်သောလက်နက်ကြီးထိမှန်ကနှွားသုံးကောင်လည်းတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။ ကြောက်ရဲ့အထိုင်စခန်းကနေခင်းရွာကိုလက်နက်ကြီးနဲ့လေးလုံးပစ်တယ်။နှလုံးကရွာထိမ့်မှာနှလုံးကရွာထဲမှာပောက်ကွဲတယ်။ဒဏ်ရာရသူတွေကတအူးကအသက်အန္တရာယ်ဆိုရင်ရတယ်။နှွားသုံးကောင်လေးတည်ဆုံးခဲ့တဲ့ဟုဒေသနေပြည်သူတအူးကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘာလ16ရက်နေ့ကလေးကပခုတ်ကူမြို့အခြေစိုက်တမတရတက်မှာခြေလင်းထွက်လာသည့်အကြံဖတ်စစ်တပ်စစ်ကြောင်းတီမြောင်မြို့နယ်ကြောက်ရဲ့ခြေရွာအနောက်ဘက် ရွှေပန်းရွာနှင့်မကြီးအုပ်ချေးရွာတို့ရောက်ရှိနေပြီးဒေသခံပြည်သူများစွာအိုးအိမ်ဆွန့်ခွာထွက်ပြေးနေရသဖြင့်အရေးပေါ်စားဝတ်နေရင်းစေဝါများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။စစ်ကြောင်းက၆ရွာအနောက်ဘက်ရွှေပန်းရွာမကြီးအုပ်ရွာကြားမှာရှိနေတယ်။စစ်ရေးအခြေအနေကတော့တင်းမာနေစေလို့ပြောလို့ရမယ်။ကင်းရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်တာကတော့အကြောင်းမဲ့ဖြစ်တာပါ။ဘာတိုက်ပွဲမှမရှိဘူးအယက်သားပြည်သူတွေအပေါ်ကိုပြစ်မှတ်ထားတိုက်ခိုက်တာပဲဖြစ်ပါတယ်ဟုဒီတာကန်ပြည်သူတို့ကဆက်လက်ပြောဆိုပါတယ် အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်းတော်လည်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဗမာထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဆလပီမိုင်းငေါမျိုးကိုစစ်ကောင်စီညအချိန်ဘုံကျဲတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။တောင်တမတော် DNL ထိန်းချုပ်ထားတဲ့မိုင်းငေါမျိုးကိုအာနာသိန်းစစ်ကောင်စီတပ်ကဒီနေ့အောက်တိုဘာ20ရက်ညပိုင်းမှာလေးကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်။ မိုင်းငုံမြို့ဈေးရုံဈေးနဲ့ရဲစခန်းပတ်ဝန်းကျင်ကိုစစ်ကောင်စီလက်ထက်ကဒီနေ့ညပိုင်း၈နာရီကျော်မှရက်တိုက်လျင်နဲ့ပုံကျဲသွားတာပေါ့ဈေးရုံကိုလည်းကျဲတယ်ရဲစခန်းနာလည်းကျတယ်အထီးကိုက်တွေရှိတယ်ဗျာအရက်သားတွေလိုပုံကျဲမှုဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတအူကပြောပါတယ်တောင်းဒေသသတင်းရင်းမြစ်ကလည်းထိခိုက်မှုကတော့မိနေတုံးပဲလို့မိုင်းငုံလေးကျောင်းတိုက်ခိုက်ခံရကြောင်းဆိုပါတယ်စစ်ကောင်စီဟာ TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကမန်တုံနန်းဆန်မိုင်းလုံးနံပါတ်2မိုးမိတ် ကြောင်မဲဒီပေါ်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့တို့ကိုအခုအောက်တိုဘာလအတွင်းမှာလေကြောင်းကနေအချိန်ပေါင်း30ကြော်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာကလေးငယ်၈ဦး၊တန်ကား၂ပါးအပါအဝင်52ဦးသေဆုံးက46ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ TNL ရဲ့လေကြောင်းတိုက်ခိုက်ခံရမှုသတင်းတွေအရသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းပြည်သူနေထိုင်ရာတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာဟာ TNL နဲ့စစ်ကောင်စီအကြားတရုတ်စီစဉ်ပေးတဲ့ဆွေးနွေးပွဲမတိုင်မီ စီရင်ရဖီယာဖီတောင်စစ်ကောင်စီပြန်သိမ်းထားတဲ့ကြောင်မင်းရဲ့တီဘော့ကို TNL ကလာရောက်မနှောက်ရှက်စေရေးအခြား TNL ထိန်ချုပ်မျိုးရွာတွေကိုလေချောင်းတိုက်ခိုက်ပြီးစီရင်ရဖီယာပေးတာဖြစ်နိုင်တယ်လို့တအောင်တရင်ရင်မြစ်ကသုံးသပ်ထားပါတယ်။ဆက်လက်ပြီးငင်းချက်မျိုးနဲ့ရေချောင်းစစ်ရေးဂိတ်ရှိအကြံဖက်စစ်တင်းမောင်များကိုတော်လန်ရေးအဖွဲ့ခြုံဖြစ်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးတိုင်းမြင်းချမ်းမြို့နယ်ကအကြံဖက်စစ်တပ်ရဲ့ရေချောင်းစစ်စေးရိတ်ကိတ်စိတ်ညံရေတင်ယုံကိုအကြံဖက်စစ်သင်္ဘောတွေရောက်ရှိစိုက်ကတ်ထားခြင်း drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကဒီနေ့မှထုတ်ပြန်ပါတယ်။အဆိုပါစိတ်ကန်းကိုရောက်ရှိနေတဲ့အကြံဖက်စစ်သင်္ဘောတွေကိုအောက်တိုဘာ12ရက်ညပိုင်းအချိန်မှာ drone ကိုအသုံးပြုပြီးဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်အုပ်စုရဲ့စစ်ရေရင်ပေါ်ကိုတိုက်တဲ့ကြထိမှန်ပြီးအကြံဖက်စစ်သား၄ယောက်ထိခိုက်ဒဏ်ရာရရှိကာသင်္ဘောဥကောင်းမှုပျက်စီးသွားတယ်လို့သိရပါတယ်။ အကြံဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့တရက်ဆက်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်ဒေါ်လန်ရဲ့ရဲဘော်တွေထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါစစ်စင်ရေးကိုရေစကြိုတပ်ပေါင်းစုနဲ့ Avan Underground Revolution 4 YSO drone တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။